ယခုတခါကျွန်တော်ဖတ်ပြပေးမယ့်ဝတ္ထုကတော့ဆရာတော်ရာစီရေးသားသောလူတယောက်အကြောင်းဆိုတဲ့ဝတ္ထုလေးဖြစ်ပါတယ်ခင်ဗျာလူတယောက်အကြောင်းဤနေရာဒီအချိန်ကာလအလျောက်စိတ်တုံးသွားပါပြီဤနေရာတွင်လွန်ခဲ့သောအခါကာလကအင်ချီ၄၅လုံးမြရှိခဲ့ဘူးပါသည်နောက်တိန်စီတိန်စီပြောက်၍သွားခဲ့ရာ လွန်ခဲ့သော9နှစ်ခန့်ကစပြီးတော့ဖြင့်တအိမ်တည်းကျန်ခဲ့တော့သည်ယခုကဤတအိမ်ဒီဒီပင် မရှိတော့ချမ်းမြေအားလုံးသည်စိတ်တုံးရိပ်သွားပါပြီကျွန်တော်ဒီမကြာသေးမီကမှ လူသွားရက်ဆဲသွားသောခြေရာလမ်းကြောင်းပေါ်မှာတယောက်တည်းမတ်တက်ရက်လျက်ရှိနေပါသည် ရှေ့တိုးလို့လည်းမဖြစ်တော့ပါဝါဝင်းထင်ကာစီးလျက်ရှိနေပါပြီရှေ့ရခင်တုန်းကဆိုရင် ကျွန်တော်ဒီ ဤခြေရာလမ်းကြောင်းမှပေါ်ပြပါ တိမ်ထဲသို့ဥတဟိုသွားခဲ့ပါသည်ယခုကမလန်းတာတော့ပြီမှန်းမြော်ရမ်းရော်ကားသာ အတိတ်ကိုကျွန်ုပ်ရှိ၄၅တောင်မြတ်အကွာ၌သူ့နှဖူးကိုလောဝါအုပ်၍ပြာနှမ်းမှုံမွားသောမျက်လုံးအစုံဖြင့်ကျွန်တော်အားစိတ်စိတ်ကြည်နေသောအဖိုးအိုဦးထုံးစိန်ဒီလောက်အနီးကပ်တာတောင်မှမတွေ့ခွဲတော့ဘူးလား သူဒီဝမ်းသာအားရနဲ့ဟေ့ဘူးချင်းငါထင်တော့အထင်သားပဲမင်းရောက်တယ်ကြားလို့ငါမောင်ခုတ်လွှတ်ထားလိုက်ပြီရော့ဒီမှာကျွန်တော်လက်ထဲကအထုပ်ကိုသူ့အားကမ်းလှမ်းတော့အခါဘာတွေလဲကွာဘဇွန်ထုပ်ကြီးတွေလေပြုတ်ပြီးသားဟာကောင်းပေါ့ကွာတမယာသီးနဲ့တုံမယ်စိန်ခမိခွေးချံမှာတမယာသီးတော့ခူးစမ်းမယုတ်သီးစိန်လဲဆွတ်ခဲ့ သူဤကျင်ရတော်ခြေမြန်တော်ဒေါ်စိန်ခတ်ဒီမဆိုင်ခဏပင်အိမ်ပေါ်မှဆင်းသွားသောအခါကျွန်တော်တို့နှစ်ယောက်ကအိမ်ပေါ်ရောက်ပြီဦးထွန်းစိန်ကမိဖို့ကြောင့်ဝင်၍ချက်တော်လီကျွန်တော်ကမြို့အရက်တွင်ရမ်မတောက်မီဘီယာနှင့်ပြိုးပြီးကဲ့သို့ခញ្ញအရက်ယူရအောင်တော်တော်ဦးကိုမောင်ခိုးပြန်မရောက်မီဦးထွန်းစိန်အိမ်မှာအမြဲတမ်းအသင့်ရှိနေတတ်သောထရေကိုစကင်သည်အင်းကျွန်တော်လူရယ်လို့ဖြစ်လာခဲ့ပြီး သူရာဆို၍ကျွန်တော်ခရွန်စတွင်ဝင်ရောက်ခဲ့ဒီမှာကြေးရွာတဘောအလျောက်ဤထရီတာဖြစ်လျာဘဲခါပဲကိုရွာပြန်ရောက်ရောက်ဒီထရီလေးတစ်ခွက်တက်ဖလားတော့မော့လိုက်ရမှာသို့တော်လည်းပဲတောက်တက်ဝါရင်လှတော့ဤထရီများနဲ့တင်းမတိန်နိုင်ဘူးထရီကိုထညက်ချက်ထညက်ကိုကစောစိဤကစောရက်ကိုမှပေါင်းတင်တော့ချက်ရက်ကြမှာပဲဒုံးတက်ရတော့ဤနောက်နိုင်ဝိုက်အတွင်း၌ကိုမောင်ခိုးပြန်ရောက်လာပြီဖြစ်၍ ကျွန်တော်တို့ချက်အရက်ပွဲစလုပ်ပြီပဇွန်တို့ကိုတံမရာသည်မြုပ်သည်စိမ့်နှံတုတ်နန္နမင်အုပ်ကျက်တုံဦးကြီးအကွင်းအကွင်းလှီးနေဒီလိုပဇွန်တို့မှာကျွန်တော်တို့ကြီးရွာသားများစားရဖို့ခဲရင်လှပေသည်ကျွန်တော်ဤဇာတိရွာနယ်ပင်မှာမြင့်နေမနည်းမိုးအခါသာချောင်းမြောင်းအင်းအိမ်တွေရှိ၍စောင်းဥပေါက်တီမှဆ ảy ၍ရေ600ရာဘယ်မှာပဇွန်တို့ဆိုတဲ့တရဝါရှိရနည်း မျိုးကဈေးတွင်အခြားအရက်ကရေခဲရိုက်တင်လာတာတွေတော့ရှိပါ၏သို့တော့ကြေးရွာဆင်းရဲသားများသည်ဤပစွန်တို့ဈေးကိုပေး၍အပင်မြစားနိုင်အံ့သည်ထို့ကြောင့်ကျွန်တော်သည်ရွာကိုပြန်ပြီးဆိုလျင်ရန်ကုန်မှပစွန်တို့ကို ပြုတ်၍၎င်းငမင်းငချင်းကိုကြော်၍၎င်းစောင့်ကျင်းခဲ့ရာကိုနှင့်ယင်းသည်သူတို့အားစားစီပါသည်ကျွန်တော်သည်ဦးထွန်းစိန်ဆွဲထုတ်လာသောပစွန်တို့ပကံကြည့်၍မိဖို့ကြောင့်လည်းကအင်ရှင်မအား အကြီးခခမရထမင်းနဲ့စားဖို့ခွဲမယူထားသေးဘူးလားဗျအဲနင့်ပဇွန်တို့မစားချင်ပါဘူးဟဲအကြောတက်တယ်ဟုတ်ပြန်ပြောကဥထွန်းစိန်ကအဲဒီကောင်မကောင်းမန်းဆိုးမန်းသိရမှလို့ကွာပြောမနေနဲ့ဩတော်သာအကောင်းတွေစားပါဒါကြောင့်သူ့မျက်လုံးတွေကြောင်တောင်ကွယ်တော့မယ်အစားတောက်ကနည်းနည်းမှမလျှော့ဘူးကွယ်ကွယ်ဟိအစားအတောက်တော့မလျှော့နိုင်ဘူးလူပြေနေတာစားဖို့နဲ့တောက်ဖို့ဟာစိန်ခါရဲ့ ဟုတ်ပါ၏သူဤအမှန်ဝါဒဖြစ်ပါသည်ဥထုံးစင်သည်ကျွန်တော်တီးခဲ့တဲ့မြတ်ကြီးရွာတွင်လဲပန်းရာပန်းရှိဖို့မဆိုထားနဲ့အိမ်ဆောက်ရန်ခြံပိုင်မျှမရှိ၍သူများခြံတွေထဲသာခိုကပ်ရခဲ့သောလက်လုံလက်စားစင်ရသားများဖြစ်တော်လဲအရက်ဒေစာကိုနေတိုင်းတောက်သည်သူထမင်းပွဲမှာဟင်းကောင်းမျိုးမျိုးမြတ်မြတ်ပါသည် သူသည်ကျွန်တော်တို့ရွာဇာတိမဟုတ်ပေအခြားရွာမှလာပြီးအိမ်အောင်ကြသူဖြစ်သည် ကျွန်တော်အမတ်တညာထားတဲ့တော့အရွယ်မှာသူဒီအသက်30ကျော်မြတ်ဖြစ်သည်ကျွန်တော်တို့အိမ်နဲ့မျက်ဆောင်ထိုးဝဘိုးအိမ်ကလေးမှာနေသည်ထိုးအချိန်၌သူ့မှာညီလူပြိုပေါက်တယောက်ရှိသည်သူ့ညီလူပြိုပေါက်ကကျွန်တော်တို့ရွာနဲ့နှစ်မိုင်မြောက်ဝေးသောချောင်းနှားရွာသို့တွားပြီးကြံထမ်းရသည်ဦးထွန်းစိန်ကအိမ်မှာကြံရောင်းသည်ကြံရောင်းပုံမှာရိုးရိုးမဟုတ်ညနေချိန်မှာကာလာသားတွေသူ့အိမ်ရွှေ့တွင် ကြံခုတ်ပြန်ဝဲလုပ်စီသည် ကျန်ကို10ချောင်း12ချောင်းစသဖြင့်စူးစီးကဓမ္မနှင့်တစ်ချက်တည်းခုတ်အာလုံးပြက်မပြက်ကာယဗလပြိုင်ပွဲပင် ဖြစ်သည်ဤနည်းလို့တော့သူ့ကျန်တွေတိတ်ရောက်ရသည်ဗောဦးထွန်းစင်သည်ကြေးတော်သားပင်ဖြစ်တော်လဲလက်ကြောတင်းအောင်မလုံးဒီလိုပဲညံကလေးလှော်တုံးကကောင်းကောင်းစားကောင်းကောင်းတောက်ခဲ့သူဖြစ်သည်သူသည်ရခင်ကဓာတ်ခုံမှုနှင့်1034နှစ်လာကြာခဲ့ဝူးသည်ဆိုသည်ဖြင့်ရွာမှာမဟုတ်မခံဆက်ဆက်ကျဲဆိုသည့်အရွယ်မှစ၍ကား နောက်ထပ်ဘာရာဇဝတ်မှုမှကျူးလွန်ရသည်ကို မတွေ့ရတော့ဘူး။သို့တော်ဤသို့ကျွန်တော်တို့နှင့်အိမ်အနီးတွင်နေထိုင်လျက်ပေါ်ပြပါကြံရောင်းစားနေစဉ်တွင်ရွာတကြီးနှင့်မြည်တို့ပရိပတ္တခဖြစ်ကြသည်မသိ။တနေ့တနေ့တကြီးကလာကျင်းသည်။မောင်ထုံးစိန်မင်းဟာငါအိမ်အနီးနားမှာနေပြီးတော့ဒီလိုရွာကကာလာသားတွေကိုအလောင်းစားနဲ့ကြံခုတ်ပွဲလုပ်နေတာမကောင်းဘူးထင်တယ်။ရက်တန်းကမရက်ရင်ငါအေးအေးယူရလိမ့်မယ်။ တကြီးကသူနဲ့တင့်မြတ်စင်ကဘာမှမပြောချေအင်ဂျင်လဲနီးတဲ့ဖြင့်ကလေးတွေကြံခုတ်ပွဲမှာတကြီးပင်လာ၍တဟီဟီတဟာဟာလှုပ်ခဲ့သေးသည်ယခုမှဒီလိုလာပြောတော့ဥထွန်းစင်ကလက်တိလက်မောင်းတန်း၍ကျုပ်ခမရအိမ်သားလည်းမနေဘူးကြံလဲရောင်းမစားတော့ဘူးတနေ့တော့တိကျသေးတာပေါ့ဗျာဟုပြန်ပြောပြီးနှစ်ရက်သုံးရက်အတွင်းမှာပင်ယခုအိမ်၃လေးအိမ်ချသောခြံွက်တစ်ခုသို့ပြောင်းရွှေ့သွားခဲ့လေသည် ။ဦးထွန်းစိန်မှာတသက်လုံးကိုပိုင်ချမ်းမရှိဟုဆိုခဲ့ပြီးမှမှန်၏။ကျွန်တော်တို့အိမ်ဒီနေစဉ်ကလည်းသူများ channel ဖြစ်၏။ယခုလည်းအခြားသူ channel ဖြစ်၏။ကျွန်တော်တို့တေးရဒေသတွင်ကိုပိုင်ချမ်းပြက်တနာမရှိချေ။ကွက်လက်မျိုးကိုပိုင်ရှင်နံခွန့်ပန်ပြီးတသက်လုံးလည်းနေသွားနိုင်ပါ၏။လူမနေသည့်ခြံမြေခွက်တွေကပေါ်လာပါပြီ။ခြံဆောင်ပင်ရာသီတော်ခု၏။ကျွန်တော်တို့ရွာမှာဝါးကလည်းပေါ်လာတာ ဝါပိုင်းတိုင်ထူဝါထရံကဝါကြံငယ်အိမ်များဖြင့်တရက်နှစ်ရက်အတွင်းပြင်းမြောက်နိုင်သည်ဥထုံးစိန်လိုအပေါင်းအသင်းကောင်းသောကာလသားတစ်ယောက်ကိုဝါအလကားပေးမိသူတွေဝိုင်းဝန်းကွန်ဆောက်ပေးမိသူတွေအများကြီးရှိ၏ထို့ကြောင့်ဥထုံးစိန်သည်တကြီးအိမ်နာကသူ့အိမ်ကလေးကိုဖျက်လို့မှယူမသွားပေတကြီးအားကွာတိုက်ပြီးတမင်ထားပစ်ခဲ့၏တကြီးကဟေးမောင်ထုံးစိန်မင်းအိမ်ဖျက်မယူတော့ဘူးလားမေးသောအခါ ကျုပ်ပစ္စည်းမလိုချင်လို့ထားပစ်ခဲ့တာခမအပူလားဗျာရဲရွာတဲ့မီထင်စိုးရင်ရတယ်ကွအေးလူမရှိတဲ့အိမ်ကဘယ်နဲ့လို့မီထတောက်မလဲဗျကလေးတွေလာပြီးစော့ရင်ပေါ့ဒါဖြင့်ခမပဲတာဝန်ယူဗျာခမကြည့်လို့ပေါ့ဤသို့ဥထုံးစင်သည့်တကြီးနှင့်ကန်တကောဆဖြစ်ပြီးမှနောက်ပိုင်းတွင်တကြီးကိုဘယ်ငယ်နိုင်ကန်မိသွားသည်မသိဥထုံးစင်အိမ်နောက်ဖေးမှာကြောက်ဝိုင်းချိန်ဝိုင်းကြီးများပင်လှုပ်လှုပ်လာပါသည် ထိုတယောက်အခါကျွန်တော်10နှစ်သားကျော်ခဲ့ပြီအားလုံးမှတ်တက်သားတက်အရွယ်ဖြစ်ပြီးကြောက်ဝိုင်းတောက်ဝိုင်းတွင် ဝင်ရိပ်ထိုင်ပြီးအိမဦးထွန်းစိန်နှင့်ကျွန်တော်ခင်မင်ရင်းနှီးမှုစားခဲ့လေသည်ဦးထွန်းစိန်မိမမဆိုင်ခသည်ကျွန်တော်အဖေနှင့်မောင်နှမဝမ်းခွဲတော်သည် သူတို့လင်မယားမှတာသမီမထွန်းကားခဲ့ချေဦးထွန်းစိန်ညီကိုချစ်ရာအိမ်အောင်ကြာသွားသောအခါ၌တသက်လုံးပင်သူတို့လင်မယားနှစ်ယောက်ထက်သာသူတို့အိမ်အောင်မှရှိပေတော့သည် ဥထုံးစင်သည်ကာလာသားကြက်သမားအတောက်သမားအကောင်းစားဆိုသည်ကိုရက်ရက်သည့်ရွာသည့်နာမည်ခံယူသည်ညနေစောင်းပြီဆိုပါကတောင်ခွနအိမ်မြောက်ခွနအိမ်ကြားလာအောင် သူလေကျင်တက်ပြီးအရကျိုးထားပါလိမ့်မည်တနေ့တလေဒီအသံမှမကြားရပါကဥထုံးစင်အချားရွာသို့ခီးသွားနေသည်ဟုလို့အချို့မူသူ၏အရကျိုးထားတဲ့အံကိုဗဟုပြုကြသည်ဥပမာ ဟာစိန်လေးတောင်အရက်ကျိုးထနေပါဟဘယ်ချိန်ရှိပြီလဲဟူ၍သူ့ကိုအများအားဖြင့်ကာလာသားချင်းကစိန်လေးဟုချစ်စနိုးခေါ်ကြသည်သူတို့တွင်ညနေတိုင်းစူပြီးတောက်ကြသောလူတတိုက်ရှိသည်စိန်ကလေးကလေးချင်းတက်အရက်ကျိုးထလိုက်ပြီဆိုလျှင်ဤတောက်ဖို့တတိုက်သည်မိမိအိမ်ရှိသောမြီးစရာကလေးများကိုယူနှင်၍သူတို့စိန်လေးအိမ်သို့ရောက်လာကြလေသည်သူတို့တောက်ဝိုင်းမှာတခါတရံကြောင်သားလိတ်သား မွေသားဖားသားအစတီများပါဝင်တတ်သည်ကျွန်တော်ဒီဤအချိန်ကပင် သူတို့လူကြီးဝိုင်းထဲဝင်ကအမီးစားရမှအတောက်ဆောက်ခဲ့အတောက်ဆောက်ခဲ့ပြီသည်ကျွန်တော်ဤမိခင်သည်အိမ်ဆိုင်ဖွင့်၍ကုံစုံရောင်းလေသည်ကျွန်တော်ကငချောင်းငချမ်းများတဲကသူတို့တောက်ဝမ်းတို့ပို့ပေးဖို့လဲဝင်မလေးခဲ့ချေဒီကောင်လေးကြီးလာရင်တို့လိုပဲအတောက်သမားဖြစ်မယ်ဟုသူတို့အချက်မချက်မှတ်ချက်ချခဲ့လေကြည် ဤဒုတိယသူများခြံမြေ၌နေစဉ်ဥထွန်းစိန်သည်ဘာကိုမှပြမန်းကြီးစွာမလုပ်ဖဲမယားဤလှုပ်စာဖြင့်တောက်တောက်ဆာဆာလူမင်သာလှုပ်၍နေသည်သူစနီးတဲ့ဒေါ်စိန်ခကရက်ကန်းရက်သည်တိုးဟုတုတ်ဘရာကျော်ကောင်းချင်းတုတ်စသောမုံပဲတရေစာရောင်းသည်တိုးဟုတုတ်ဘရာကျော်ကိုညက်နေကလေးကလှုပ်၍အိမ်မှာလဲလက်ဖက်ကြမ်းဝိုင်းနှင့်ရောင်းချသည်ဖြင့်ညအချိန်မှာသူ့အိမ်တွင်ကာလာသားများနှင့်စီကားလှသည် ထို့ပြင်အကြီးခသည်အောင်သွဲအလုတ်ကိုလည်းမတောက်တခေါက်ဝါသနာပါလေတော့ဈေးတဲ့ချင်းတူလင်ရောင်းပေါက်ဖြိုးသည်ပေါ့သူတို့တသက်တာမှာသားသမီးမရှိ လင်ကိုမရမျှတာဖြစ်လျာစားစားမှုတောက်မှုမကြက်တဲခဲ့ပြီနောက်တစ်ခုဦးထွန်းစိန်တို့ကကံကောင်းမြန်သည်အကြီးခသည်ဟင်းကောင်းကျွေးကောင်းကိုမမောနှစ်သက်လာသည်မဟုတ်ပဲငပိရီတို့စရာမျှနဲ့ဖြစ်တယ်လို့စားတောက်တတ်သည်ဖြင့်ဟင်းလျာကောင်းမှန်သည်များဦးထွန်းစိန်အတွက်သာဖြစ်နေခဲ့ပြီ။ အရေးဒီနနဲ့မိုးတောင်လင်ဘာပြီးဘာလုပ်ရမည်ဟုလုပ်ငန်းစဉ်နဲ့ဦးထိုးစင်ကမနက်စာစားပြီးညစာဘာကြိတ်ရမည်ကိုစိတ်ကူးရင်နဲ့အောင်မလေးဒီလင်မယားနှစ်ယောက်ဟဲ့မယားကအလုံးနဲ့လက်နဲ့မပြတ်လို့လင်ကအစားနဲ့ပါးစပ်နဲ့မပြတ်စားတဲ့ဟဲ့ဟုအရက်ကပြောကြ၏ဤခါဒီနနဲ့အစောကြီးထား၍ဘရာကျော်ကျော်မိုးလင်းတော်တိုးဟူးတုံနဲ့တွဲရောက်ရန်ရွာရိုးလျှောက်အော် ဘရားကျော်တူတော့နေနည်း၍ပြန်ရောက်လျင်ထမင်းဟင်းချက်နေခင်းတွင်ရက်ကန်းရက်ညနေဘက်မှာတူဦးကျူဘရားကျော်ကျော်ဟုကလပဲချမ်းစိန်ညနေမှာရက်ကန်းစင်ပြန်တက်ဥထုံးစိန်ကနေထန်းတပြား၌ထရေကြည်တော့တလုံးအားဆွဲပြီးအိမ်အတွင်းကမ်းပတ်၌ချိတ်ကအိမ်ထဲဝင်လိုက်တခွတ်မော့လိုက်အမိကလေးဝါလိုက်ပြန်ထွက်လာလိုက်ဆေးပြင်းလေးနှင့်အိမ်ရှိကပြင်တွင်ထိုးကွင်းဖော်ကထိုင်လျက် လမ်းလူသွားစကားလှမ်းပြောလိုက်အတန်ပြာပြာနဲ့တစားစားရေမောလိုက်ဒီလိုပဲဝင်လိုက်ထွက်လိုက်ထိုင်လိုက်ရေလိုက်နဲ့နေသည်မူးမရံကားခြင်းလုံးဝမရှိအရက်ချင်အောင်မလုပ်အရက်ချင်အောင်မလုပ်နနက်စာထမင်းစားပြီးတော့အတောက်နား၍နေလေအိတ်ဆက်သည်အဲညနေဆောင်၍နိုးသောအခါရွှေပဟိုလေကြိုမဟုတ်ပဲလေကျင်တက်ခါအရက်ခိုးထ၍အရက်ကို ညနေတောက်ချိန်ရောက်ပြန်ပဟေးလို့ကြွေးကြော်သည်နဲ့ညီတို့ပင်ဖြစ်လင်ကစားမဆိုင်ခါသည်သူ့ယောက်ျားကိုချစ်ကြောက်ယူတည်လိုက်ရသည်မှာအမောအရက်ကပင်ပြော၍ယူရသည်ဥထုံးစိန်တို့လင်မယားသည်ဤဒုတိယချန်မီယာ၌ဆယ်နှစ်မြောက်နေသွားသည်နောက်တွင်ချန်ရှင်ကအခြားသူနှင့်ဤချန်အယောင်းဝယ်တည့်၍သူတို့ကပြောင်းရွှေ့စေသည်နောက်ဆုံးပြောင်းခဲ့သောနေရာကတစိမ့်မီမဟုတ်ဒေါ်စိန်ခအကူရင်းဤချန်ဖြစ်သည် ရွာနောက်ဖေးကြောင်ကြလာပြီသည်ဓာပြတခိုးစိုးရင်ရသူတို့နှင့်နေဝင်เสียမှာရှိပေဥထုံးစိန်လို ကာလာသားတယောက်အတွက်မူကားမှုเสียမှာလို့ဤချမ်းမြိုင်းကြီးတွင်ဥထုံးစိန်တို့အစနေပြီးဒီနှင့်နောက်ပိုင်း၌ကသူတို့ဆွေမျိုးသားချင်းများထဲမှလာရောက်နေကြသေး၍အိမ်45အိမ်ပင်ဖြစ်ခဲ့သေးသည်မရှိစင်ရဲသားများကြီး ဖြစ်ရကသူတို့အိမ်အောက်တွင်မှဝက်ကြက်ဘဲတွေအိမ်နံရံတွင် ကျက်စွန်းတွေမှာပုံမြုံပလုံးပလိုင်းခရာစသည်တွေနဲ့အသက်၁၈နှစ်မှ30နီးပါးအထိကျွန်တော်ဤဘဝခရီးမှာဒီရွာနဲ့မနီးမျိုးကြီးများတင်သာကျင်လည်ခဲ့ရရာ၁၀နှစ်တာမြတ်ရွာနဲ့အဆက်ပြတ်ခွေနောက်ဆုံးစာရေးဆရာအဖြစ်နဲ့ကိုရွာကိုပြန်ရောက်တော့အခါဦးထွန်းစိန်အားဟိုတုန်းကလိုပင်တောက်တုံးစားတုံးတပြုံးပြုံးနဲ့တွေ့ရပြန်ပါသည် အချို့သူတောက်ဖော်တို့ကပဲ့ခဲ့လေပြီဟေ့ဘူးချင်းကမင်းပြန်မလာခင်ကပဲတော်ရာရွှေတော်ရာရွှေဆိုတဲ့နာမည်တော့ငါကြားပြီးပြီကွငါတူပျောက်ချက်သားကောင်းလိုက်တာ ပြန်လာတော့စာရေးဆရာလုပ်နေတကူကွအေးအချိန်လိုက်ကျွန်တော်အသက်30ကျော်ပြီဥထွန်းစိန်က60ချီးပြီလူကြီးနဲ့လူငယ်ကျွန်တော်ကပြုတ်ပွဲအမှုတွေကိုပြုစုသည်ရှေးဖြစ်ဟောင်းတွေပြန်ပြောင်းတွေးကငယ်စဉ်တောင်ကြီးကလေးဘွားကစရွေး ကျွန်တော်သူ့အိမ်တွင်စားတောက်ခဲ့သည်များကိုတရိယသည်ထို့ကြောင့်ကျွန်တော်သည်တစ်နှစ်လျင်တစ်ခါနှစ်ခါဆိုသလိုရွာကိုပြန်လျင်မွေးတပခင်ကြီးနှင့်အတူသားချင်းတို့အတွက်စားကောင်းတောက်ဖွဲ့များယူဆောင်ခဲ့ပြီဆိုလျင်ဦးထွန်းစိန်အတွက်ကျွန်တော်မမေ့ခဲ့ပါသားချင်းများနဲ့အားရအောင်စကားပြောပြီးနောက်စားစရာအထုပ်ကလေးကိုဆွဲ၍သွားခဲ့သည်မှာဦးထွန်းစိန်အိမ်ပင်ဖြစ်ပါသည်ရော့ဒီမှာကျွန်တော်လက်ထဲကအထုပ်ကိုသူ့အားလှမ်းလင်တော့အခါဘာတွေလဲကွာ ဘဇုံထုတ်ကြီးတွေလေပြုတ်ပြီးသားဟာကောင်းတာဗောကွတံမြာသီးနဲ့တုံမယ်စိန်ခမိခွေးချံမှာတံမြာသီးသွားခုစမ်းမြုပ်တီးစိန်လဲဆွတ်ခဲ့ဤကဥထုံးစိန်နောက်ဆုံးစားခဲ့တော့ဘဇုံထုတ်တုတ်ပြီဒီကျွန်တော်ဒီဤအခေါက်ရွာ၌တပတ်လောက်နေ၍ပြန်ခဲ့ပြီးနောက်တလားလောက်အကြာတွင် ကိုမောင်ခိုသားစီမဆာလာသည်အကိုကြီးအဘဆိုင်ရဲ့ပြာသူလာဆန်း၃ရက်နေက96ပါသောယောဂဖြင့်တည်ဆုံးပါသည် လာဇန်း6ရက်တကြိုရက်နေ့တကြိုပြီးပါပြီအခြားလူများအားလုံးကျန်းမာကြ၏ဟန်ထွန်းနေဆွဲကြည့်တော့မตาချပြီးတာပင်10ရက်ကျော်ခဲ့ပြီအင်းသူ့စာမှာက96ပါသောယောဂဖြင့်ရုတ်တရက်တည်ဆုံးပါသည်တဲ့ဘယ်နဲ့တော့လေဖြတ်တာများလားတွေးတူယောဂရှိတယ်လေမကြခဲ့ဘူးပါဦးထွန်းစိန်ဒီအသက်80ကျော်၌မျက်စိမှုံတော်လဲတွားအင်မတန်ကောင်းသဖြင့် စားနိုင်ဝါနိုင်တော့ကြောင့်လူဝဝလင်းလင်းကြီးပြီဖြစ်ပါသည်ကျွန်တော်နဲ့နောက်ဆုံးခွဲခွာရတော့ညသူအမဲတူယိုးများတကြွကြွဝါနေသည်ကိုပြင်မြင်အောင်မိသေးသည်ဣစာယပြီ3လ ీల မြတ်အကြာကျွန်တော်အခွင့်တာ၍ရာတို့ပြန်ရောက်သွားတော့သိရပါသည်ဥထုံးစိန်တေပုံမှာငိုအားထက်ရေအားတန်ပွဲနိနေဝတ်နိုးစုကလေးခွေးကပ်၍တည်တော့ဥထုံးစိန်အားပေးတယ် ဦးထိုးစိန်ကဒီဝက်ကလေးသားတစ်ကောင်လုံးဦးသေးပါရော့ချက်ပြီးမနက်ခင်းထရင်နဲ့စတီးတယ်။စုံငန်လာချင်းကြတော့သူနောက်ဖေးသွားပြီးဘိုက်နာတဲ့။ဒါကြောင့်ဝမ်းကိုထိရင်ချက်အရက်ကိုပြောင်းတော့တယ်။ဒီတော့ဝမ်းကချုပ်ပိတ်သွားပြီးမယီမလဲဖြစ်ပြန်တယ်။ဒါကြောင့်ဝမ်းအနှဲငယ်သွား၍လေလိုက်စိန်တော့ငါဒေါ်စိန်ကမုံလို့ဖို့ကြိုထားခဲ့တဲ့ထဏ်ရည်များကိုတောက်ပြန်တယ်။ အဲ့ဒီအခါလဲကြရရောလူဟာလေးဘက်ကယ်ပြီးလဲပါလေရောတဲ့ဒီတော့မှအများသိကြပြီအနာရှိတဲ့ဘိန်တော်ဆရာကို ခေါ်ပါတော့လဲထိုညအခါမှပင်မရဏသေမင်းလက်ထဲပါသွားပါရောတဲ့ခမအိကသည်ဤအကြောင်းကိုပြောပြီးငိုပါသည်ငါနဲ့မြင်တော့ပြန်ငိုချင်တယ်ဟဲ့အဲ့ဒီနေမနေ့စီကဝတ်တီကလေးရတော့နင်ဦးကပြောနေသေးတယ်ငါဘူးချင်းသတိရလိုက်တာတဲ့သူတို့ရန်ကုန်ဟိုတယ်ကြီးတွေမှာ ီလိုဝက်ကလေးကောင်းလုံးကျော်ကို80တရာတောင်ပေးစားရတယ်လို့ဘူဂျင်ပြောဘူးတဲ့ခုနေများဘူဂျင်ရှိရင်တို့တူရီနှစ်ယောက်ဘလောက်ဟန်ကြလိုက်မလဲတဲ့အင်းဟန်မာလိုက်မယ်အများကြီးကျုပ်လည်းသူနဲ့အတူစားပြီးသူ့လိုတည်မှာပေါ့ဗျတော်ပါဗျာငိုးမနေပါနဲ့တော့လှလဲမလာပဲနဲ့လူဆိုတာငမွေတော့ကြီးပေါ့ဗျသူအငုံတိတ်ဆိတ်တော့ငါတမင်ရွက်လိုက်ပြီအကြီးခါဒီစိတ်လွယ်သူဖြစ်သည်ကျွန်တော်ပြောတာကိုငိုရမရေပြီ ကမြင်းထီးကောင်ရှို့ရနောက်ရောက်မယ်ဆိုရင်ဟုပြောပြီးကျွန်တော်လိုက်ထူ၍ကျွန်တော်ပြေးခဲ့ပါသည်အကြီးခါယခုနေဒီမှာကျွန်တော်တို့အိမ်ရှိတက်တဲ့ဦးထွန်းစိန်ကြီးကိုချစ်ရာတမတ်ကြီးအိမ်ဘေးတွင်အဖီထုတ်၍တကူတဲ့နေလေရာအင်းမီချာဒီဟိုအရင်ကျွန်တော်ငယ်စဉ်တောင်ကြီးကလေးဘဝကသူတို့လင်မယားကို စတင်တီးချမ်းခဲ့သည့်အိမ်နေရာနှင့်ဆယ်တောင်မြတာကွာလိမ့်မည်ဟုထင်ပါသည်အဖွားကြီးသည်ဘဝအနေတစ်ပတ်လည်လာခြင်းဟုဆိုရပေမည် အဖိုးကြီးကောင်းချသွားသောနေရာကဤမြေချာသည်အခါကာလအလျောက်စိတ်တုံးရသွားပါပြီ။ဤနေရာတွင်လွန်ခဲ့သောအခါကာလကအိမ်ခြေ၄၅လုံးမြရှိခဲ့ဘူးပါသည်။နောက်အကြောင်းအမျိုးမျိုးကြောင့်တအိမ်စီတအိမ်စီပျောက်ရသွားခဲ့ရာလွန်ခဲ့သောငါးနှစ်ခန့်ကစပြီးတော့ဖြင့်ရင်းရွာပြင်ဘက်တွင် စတင်ထွက်နေခဲ့သူလင်မယား၏တအိမ်နေသာကျန်ကုန်တော့သည်။ယခုကဤတအိမ်နေပင်မရှိတော့။ ချမ်းမြေအလုံးသည်စိတ်သုံး၍သွားပါပြီကျွန်တော်ဒီမကြသေးမီကမှလူသွားရက်ဆဲသွားသောခြေရလမ်းကြောင်းပေါ်မှာတယောက်တည်းမတ်တက်ရက်လျက်ရှိပါသည်ရှေ့တူလို့တော့ဖြစ်မဖြစ်တော့ပါဝါထင်းထယံကာစီးလျက်ရှိပေပြီဝါထင်းထယံကာစီးလျက်နေပါပြီဥထုံးစင်ဤအင်ယာမြေကိုသာကျွန်တော်မျှော်ကြည့်နိုင်မှာတော့သည်တေဝကရိယာပါမျှမရှိတော့ အကြီးခါတို့မောင်းထောင်းသွားခဲ့သော မောင်းဆန်ခြင်းနေရာဝက်လူသွားသောဝက်လူချင်းနေရာဒါပဲမှတ်မှတ်သားသားမြင်ရပါတော့သည်ဤရာတို့ပင်လည်းယခုတမိုးကြပြီဖြစ်၍မိုးရီတို့ဖြင့်မြေကို ပို့စင်ပြီဖြစ်ရကားနောက်တစ်ခေါက်ကျွန်တော်ရောက်သွားလျင် တွေ့ရတော့မည်မဟုတ်ဥထုံးစိန်သည်ဤလူမြေမှဘာတွေယူသွားပါသနည်းဘာမျှမယူသွားပါဘာတွေကိုထားခဲ့ပါသနည်း ဘာတွေမျှလဲမထားခဲ့ပါတော်တာဆွေဝတ္ထုတို့လေးကတော့ဒီမှာတင်ပြီးဆုံးသွားပါပြီခင်ဗျာယခုလိုလိုအပ်ချက်များစွာကိုတိခံပြီးနားဆင်ပေးကြပါတော့ကာကာများအားလုံးကိုစိတ်နှစ်ပါးကျမ်းမာကြပါစေ